ကိုဗစ် -19 ကပ်ရောဂါဘလို့ပေါ်ပေါက်လာတဲ့ဆိုရဲယူဆချက်တွေအားလုံးကိုဆက်လက်ဆောင်ဆန်းစစ်ဆေးနေစေဖြစ်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဇွန်28ရက်ကပြောကြားခဲ့ပါတယ်။ကမ္ဘာ့ယောဂကပ်ပြီးဖြစ်တဲ့ကိုဗစ် -19 ကြောင့်ပြင်းထန်အားဖြင့်သေဆုံးသူသန်း20ရှိပြီးစီးပွားရေးတွေနဲ့ကျန်းမာရေးစနစ်တွေအပေါ်ထိခိုက်မှုရှိစေခဲ့တယ်လို့ WHO ကဆိုပါတယ်။ ကိုဗီယောဂါပထမဆုံးကူးစက်မှုဖြစ်စဉ်တွေကို2019ခုနှစ်နှောင်းပိုင်းမှာတရုတ်နိုင်ငံဝူဟန်မြို့မှာစတင်တွေ့ရှိခဲ့ပြီးကိုဗစ်ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်စတင်တွေ့ရှိတဲ့နေရာဟာအနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ကေယောဂါတွေကိုဟန်တားနိုင်တဲ့အဓိကတော့ချက်ဖြစ်လာမယ်လို့ခန့်ယူထားကြပါတယ်။ဒါ့ပြင်ကာလရှည်ကြာစုံစမ်းစစ်ဆေးမှုပြုလုပ်နေတဲ့ WHO ရဲ့ပြောပြချက်အရ နောက်ထပ်အချက်အလက်တွေကိုဆိုင်းငံ့ထားတာဟာကိုဗစ်ရဲ့မူလစင်မြင့်နဲ့ပထမဆုံးကူးစက်ပြန့်နှံ့လာမုန်တို့ကိုရည်တိပြတ်သိရှိနိုင်ခြင်းမရှိသေးကြောင်းပြောကြားခဲ့ပါတယ်။အရာအလုံးကရည်ဆိုင်နေတဲ့အတွက်တရိတ်ဆန်တွေကနေကူးစက်ပြန့်နှံ့လာတာနဲ့တက်ခွဲကန်းကယူစိမ့်ထွက်လာတဲ့ဆိုတဲ့ယူဆချက်တွေအပါအဝင်ယူဆချက်အလုံးကိုစုံစမ်းစစ်ဆေးနေစေပဲဖြစ်ပါတယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကကေယောကစတင်ပေါ်ပေါက်လာပုံနဲ့ပတ်သက်ပြီးအထူးကယူဆချက်နှစ်ခုကိုရည်ညွှန်းပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ 2021ခုနှစ်မလမှာ WHO နဲ့တရုတ်တို့ရဲ့ကနေဦးပိုးပေါင်းအစိုးရခန်းစာမှာဗိုင်းရပ်စ်ဟာလင်းနို့တွေကနေလူသားတွေအစီကိုချားခန့်တရိတ်ဆန်တကောင်ကနေတဆင့်ကူးစက်ပြန့်နှံ့လာဝဲရှိတယ်လို့ကောက်ချက်ချထားပါတယ်။ကိုရိုနာဗိုင်းရပ်စ်တွေကိုသုတေသနပြုလုပ်ခြင်းဖြင့်လူသိများတဲ့အိုဟန်မျိုးကဗိုင်းရပ်စ်ဗေဒတက်ခွဲကန်းတွေကနေဗိုင်းရပ်စ်စိမ့်ထွက်လာတယ်ဆိုတဲ့ယူဆချက်တွေဟာလည်းအလွန်ဖြစ်နိုင်ဝဲရှိတဲ့အချက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ပွင့်လင်းမြင့်သားမှုနဲ့ဝင်ရောက်လည်လာခွင့်မရရှိတာနဲ့တက်ခွဲကန်းကနေယူစိတ်ထွက်လာတဲ့ဆိုတဲ့ theory ကိုလေးလေးနက်နက်အကဲဖြတ်ခြင်းမရှိတဲ့အတွက်စုံစမ်းစစ်ဆေးမှုတွေဟာပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။တက်ဒရိုက2021ခုနှစ်ဇွန်လမှာနိုင်ငံတကာကျွမ်းကျင်ပညာရှင်28ဦးနဲ့ဖွဲ့စည်းထားတဲ့ကိုရိုနာဗိုင်းရပ်စ်အခြေခံမူလမျိုးကွဲရောဂါကူးစက်စေတဲ့ပစ္စည်းဆိုင်ရာသိပ္ပံနည်းကြအကြံပေးအဖွဲ့ကိုထူထောင်ပြီးနောက်ထပ်စုံစမ်းစစ်ဆေးမှုကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။